စာကြောင်းတွေဘလို့ဖွဲရမှန်းမသိဘူး grammar လည်းမပိုင်သေးဘူးဆိုရင်ဒီလို speaking patterns လေးတွေများများလေးကျင့်ပေးပါ speaking patterns တွေကအင်္ဂလိပ်စကားပြော အမြန်ဆုံးပြောနိုင်ဖို့အထူးရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်ကဲဒီနေ့ video မှာ စကားပြောမှာအများကြီးထည့်သုံးလို့ရမယ် speaking patterns 10မျိုးကိုလေ့လာလိုက်ရအောင်နော်ပထမအောင်ဆုံးတစ်ခုကတော့ဒါလေးပေါ့နော် i feel like ပြီးရင် verb ing ပေါ့မယ်သူ့ရဲ့အဓိပ္ပာယ်ကတော့တခုခုလောက်ချင်စိတ်ပေါက်တယ်ဆိုတဲ့အဓိပ္ပာယ်โอเคနားလည်အောင်ဥပမာလေးနဲ့ကြည့်ရအောင် I feel like eating something sweet ကျွန်တော်အချိုးတခုခုစားချင်စိတ်ပေါက်တယ် eating nga ja raw eat ye verb ing le eating something sweet swa ja raw chho re ha ta khu khu bo no chho re ha ta song ta khu eating something sweet so lo shin chho re ha ta song ta khu wo sa chin le a she ya i feel like ne paung ga ja raw jano a chho ta khu khu sa chin sai paut de so le a dei be i feel like eating something sweet okay now ta upama ta khu wa ja raw i feel like taking a nap ကျွန်တော်ခဏလောက်အချိန်စိတ်ပောက်တယ် nap 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 ကကြတော့ခဏလေးမေးတာအာလုံးဝအိတ်သွားတာမဟုတ်ဘဲနဲ့နေခင်းနေ့လေခဏမေးတဲ့ဟာကို nap ယူတယ်လို့ပြောတယ်ပေါ့နော် nap ကိုကြတော့ take a nap လို့ပြောတယ် take a nap ဆိုလို့ရှင်ခဏအိတ်တာခဏလေးလှဲတာဒါမျိုးပေါ့နော် take a nap ဆိုလို့ရှင်ခဏလောက်အချိန်နေ i feel like နဲ့ပေါင်းတာကြတော့ကျွန်တော်ခဏလောက်အချိန်စိတ်ပောက်တယ်ဆိုတဲ့အဓိပ္ပာယ် i feel like taking a nap okay နောက်တစ်ခုကကြတော့ I feel like dancing in the rain ကျွန်တော်မိုးရေထဲမှာကြင်စိတ်ပေါက်တယ် dancing ကကြတော့ d a n c dance ရဲ့ verb i n g လေအာ dancing ပေါ့နော်ကာနေတယ်ဘယ်မှာလဲ in the rain မိုးရေထဲမှာမိုးရေထဲမှာကာတယ်အရှေ့က i feel like နဲ့ပေါင်းတာကြတော့ကျွန်တော်မိုးရေထဲမှာကာခြင်းစိတ်ပေါက်တယ်ဆိုတဲ့အဓိပ္ပာယ် i feel like dancing in the rain okay အော်ဒီလိုမျိုးပဲကျမတို့ဒီထဲမှာအများကြီးထည့်ပြီးတော့သုံးလို့ရပါပေါ့နော်ဥပမာ i feel like eating hot pot အာငါ hot pot စားခြင်းစိတ်ပေါက်တယ် i feel like uh, going uh, going to the beach အင်္ဂါကြက်ကန်းကြီးကိုတောက်ချင်စိတ်ပေါက်တယ် I feel like reading this book ဒီစာအုပ်ကိုဖတ်ချင်စိတ်ပေါက်တယ်ဒီလိုမျိုးအများကြီးရေးလို့ရတယ် Okay နောက်ထပ် pattern လေးတစ်ခုကတော့ I've heard that သူ့ရဲ့အထိပ္ပယ်ကတော့လို့တည်င်းကြားတယ်ဆိုတဲ့အထိပ္ပယ် အာတိုင်းရပြောရမယ်ဆိုရင်တော့ I have heart ဆိုလို့ရှိရင်ငါကြားခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီဟာကိုကြတော့တခုခုကိုငါကြားလိုက်တယ်နော်ကြားခဲ့တယ်နော်ပြောရင်ငါသတင်းရတယ်နော်ဒီလိုမျိုးပြောတဲ့အချိန်ဒီမှာ I've heard that နဲ့ပြောလို့ရတယ်အာနားလည်အောင်ဥပမာနဲ့ကြည့်ရအောင် I've heard that this movie is really good ဒီရုပ်ရှင်ကအရင်ကောင်းတယ်လို့သတင်းကြားတယ် this movie this movie ကဒီရုပ်ရှင် is really good အရန်ကိုကောင်းတယ် this movie is really good ဆိုလို့ရှိရင်ဒီရုပ်ရှင်ကအရန်ကောင်းတယ်အရှိက f heart that နဲ့ပေါင်းလိုက်ခါကျတော့ဒီရုပ်ရှင်ကအရန်ကောင်းတယ်လို့သတင်းကြားတယ်ပြောမယ်ဆိုတော့ဒီရုပ်ရှင်ကအရန်ကောင်းတယ်လို့ကြားတယ်เนาะအဲအဲ့လိုမျိုးပုံစံလေးပေါ့เนาะ f heart that this movie is really good okay နောက်ထပ်ဥပမာတစ်ခုကတော့ f heart that he is moving abroad သူနိုင်ငံခြားကိုပြောင်းရွှေ့တော့မယ်လို့သတင်းကြားတယ် he is moving abroad ဆိုတာကြတော့သူကနိုင်ငံခြားကိုပြောင်းရွှေ့တာ okay moving abroad ဆိုလို့ရှိရင်နိုင်ငံခြားကိုပြောင်းနေပေါ့เนาะနိုင်ငံခြားသွားရဆိုရင် going abroad ကွာ uh, he is moving abroad ဆိုလို့ရှိရင်သူကနိုင်ငံခြားကိုပြောင်းရွှေ့တယ်အရှိရ i've heard that နဲ့ပေါင်းတာကြတော့ သူနိုင်ငံသားကိုပြောင်းရွှေ့တော့မယ်လို့သတင်းကြားတယ်အဲသူနိုင်ငံသားပြောင်းတော့မယ်လို့ကြားတယ်နော်အဲအဲ့လိုမျိုးပုံစံလေးပေါ့တခုခုဖြစ်တယ်လို့ငါကြားတယ်နော်အဲအဲ့လိုမျိုးပြောရှင်းတဲ့သဘော okay i've heard that he's moving abroad သူကနိုင်ငံသားကိုပြောင်းရွှေ့တော့မယ်လို့သတင်းကြားတယ်နောက်ထပ်ဥပမာတစ်ခုကကြတော့ i've heard that she got a new job သူမအလုပ်သက်ရသွားပြီလို့သတင်းကြားတယ်။ She got ကကြတော့သူမရခဲ့တယ်ပေါ့။ A new job အလုပ်သက် new ကအသစ် job ကအလုပ် she got a new job ဆိုလို့ရှင်သူမကအလုပ်သစ်ရသွားပြီအရှိက i have heard that နဲ့ပေါင်းကကြတော့သူမကအလုပ်သစ်ရပါပြီလို့သတင်းကြားတယ် okay i've heard that she got a new job သူမကအလုတ်အစ်ရသွားပြီလို့တင်ကြတယ်ဒီလိုပဲကိုကအများကြီးအပြောလို့ရတယ်ပေါ့နော်ဥမာ I've heard that you are dating that guy အဲနီအဲ့တယောက်နဲ့တွဲနေတယ်လို့ငါတင်ရတယ်နော် Okay ဒါမှမဟုတ်လို့ရှင် I've heard that the electricity was cut off အာဒီအစမီတွေဖြတ်တော့မယ်လို့တင်ကြတယ်ဒီလိုမျိုးအများကြီးထည့်ပြီးတော့စာကြောင်းတွေများစွာတုံးလို့ရတယ် Okay နောက်ထပ် speaking pattern လေးတစ်ခုကတော့ however ရဲ့ပြီးရင် adjective ရဲ့ပြီးရင်နောက်ကလာမယ်ပေါ့နော်သူ့ရဲ့အထိပ္ပယ်ကတော့ဘလောက်ပဲဆိုတဲ့အထိပ္ပယ် okay နားလည်အောင်ဥပမာနဲ့ကြည့်ရအောင် However far we are my heart stays with you ဘလောက်ဝေဝေငါနှလုံးသားမင်းနဲ့အတူရှိတယ် okay however far we are အာ far က adjective ပေါ့နော် far ဝေးတယ် however far we are ဆိုတာငါတို့တွေဘလောက်ဝေဝေ my heart ငါ့ရဲ့နှလုံးသားက stays with you မင်းနဲ့ပဲနေနေတယ်မင်းနဲ့အတူရှိနေတယ်ဆိုတဲ့အထိပ်ပဲ However far we are my heart stays with you ဘလောက်ပဲဝဝငါ့နှလုံးသားကမင်းနဲ့အတူရှိတယ် Okay နောက်ထပ်ဥပမာတစ်ခုကတော့ However tired I feel I stay think of you ဘလောက်ပဲပင်ပန်းနေနေ မင်းကြောင့်တွေးမိတွေးနေမိတယ် however tired tired ကလည်း adjective ပဲ pimman တော့ pimman နေဆိုတဲ့အဓိပ္ပာယ်ပေါ့နော် i feel ကကြတော့ငါ pimman နေလို့ခံစား however tired i feel ဆိုလို့ရှိရင်ငါဘလောက်ပဲ pimman နေနေ okay i still think of you မင်းကြောင့်တွေးနေမိတယ် still ကတွင်းနေမိတယ်လုံးနေမိသေးတယ် think of you ကကြတော့မင်းအကြောင်းတွေးတာ okay however tired i feel i stay think of you ဘလောက်ပဲပင်ပန်းနေနေမင်းအကြောင်းတွင်းနေမိတယ်နောက်ထပ်ဥပမာတစ်ခုကတော့ however cold it is your smile warms me up ဘလောက်ပဲအေးအေးမင်းပြောကငါ့ကိုနှွေးထွေးစေတယ် cold ကအေးတာ however cold it is ဆိုလို့ရှင်ဘလောက်ပဲအေးအေး okay ဘလောက်ပဲအေးအေးပြီးလို့ရှင် your smile မင်းရဲ့အပြုံးက warms me up ငါ့ကိုနှွေးထွေးစေတယ်။ Okay? However cold it is, your smile warms me up. ဘလောက်ပဲအေးအေးမင်းအပြုံးကငါ့ကိုနှွေးထွေးစေတယ်။ဒီလိုပဲပေါ့နော်ဒီစာကြောင်းလေးရတယ်အသုံးနှုတ်လေးလှတယ်ဆိုတော့ဒီစာကြောင်းလေးမှာထည့်ပြီးတော့လဲကျွန်မအခု example ပေးထားတဲ့စာကြောင်းလေးကိုအတူယူပြီးတော့ကိုကစာကြောင်းနေအများကြီးရေးလို့ရတယ်။နောက်ထပ် pattern လေးတစ်ခုကတော့ I don't know how to ပြန် five one line မယ်သူ့ရဲ့အထိပ်ပဲကတော့ဘလို့ တခုခုပေါ့နော်ဘလို့ရမလဲဆိုတာငါမသိဘူးဆိုတဲ့အထိတ်ပဲ I don't know อ่ะငါမသိဘူးလေ how to อ่ะဘလို့ဆိုတဲ့သဘောပေါ့နော် I don't know how to ဆိုရင်ဘလို့ဘာဖြစ်ရမလဲဆိုတာငါမသိဘူး okay နားလည်အောင်ဥပမာနဲ့ကြည့်ရအောင် I don't know how to swim ဘလို့ရေကူးရမလဲငါမသိဘူး swim ကရေကူးတာလေ I don't know how to swim ဘလို့ရေကူးရမလဲဆိုတာငါမသိဘူး ောက်တစ်ခါကျတော့ I don't know how to help you မင်းကိုဘလို့ဘလို့ကူညီရမလဲငါမသိဘူး help you ကမင်းကိုကူညီတာ okay help you อ่ะမင်းကိုကူညီတာအရှိက I don't know how to နဲ့ပေါင်းလိုက်ခါကျမင်းကိုဘလို့ကူညီရမလဲဆိုတာငါမသိဘူးဆိုတဲ့အဓိပ္ပာယ်ဒီစာကြောင်းလေးမှာလည်းအပိုင်းလိုက်ခွဲကြည့်လိုက် I don't know ဆိုလို့ရှိရင်မသိဘူး how to ကဘလို့လုပ်ရမလဲ okay help you อ่ะမင်းကိုကူညီတယ်မင်းကိုဘလို့ကူညီရမလဲဆိုတာငါမသိဘူး โอเคอังกฤษสาจองนี่ซาวอ่ะยังหล่วยเลยเนาะดีโลမျိုးพัทเทิร์นนี้เนี่ย ถ้ากูอ่ะอป้ายไล่อป้ายไล่คว้าไปเมียนๆဆိုလို့ရှင်สาจองซาวอ่ะยังหล่วยทွားเลยเนี่ยနောက်ထပ်ဥပမာတစ်ခုอ่ะจ้ะတော့ I don't know how to live without you မင်းမရှိဘဲနဲ့ဘယ်လိုနေရမလဲဆိုတာငါမသိဘူး live ကနေတယ်လေ without you อ่ะจ้ะတော့ without ကမရှိဘဲဆိုတဲ့အဓိပ္ပာယ် without you ဆိုရင်မင်းမရှိဘဲ live without you ဆိုလို့ရှင်မင်းမရှိဘဲနဲ့နေတယ် how to live without you ဆိုလို့ရှင်မင်းမရှိဘဲနဲ့ဘယ်လိုနေမလဲโอเค I I don't know နဲ့ပေါင်းတာကြတော့ I don't know how to live without you ဆိုရင်မင်းမရှိပဲဘလို့နေရမလဲဆိုတာငါမသိဘူး Okay အဲ့တော့ဒီလိုလေးပဲစာကြောင်းလေးတွေဒီလိုလေးတွေခွဲခွဲမြင်စေခြင်းနဲ့ဟိုမြင်သွားပြီဆိုလို့ရှိရင်အရန်လွယ်တယ်ပေါ့နော်နောက်ထပ် pattern လေးတစ်ခုကိုကြည့်မယ်။သူကတော့ I always think about ပြီးရင် verb ing လိုက်တယ်။အဲသူ့ရဲ့အဓိပ္ပာယ်ကတော့ put အမြဲလို့လို့စဉ်းစားမိတယ်ဆိုတဲ့အဓိပ္ပာယ်။ always ကကြတော့အမြဲတမ်းလို့လို့အမြဲတမ်းပေါ့နော်။အဲ think about ကကြတော့စဉ်းစားမိတယ်။ I always think about ဆိုလို့ရှိရင်ငါတခုခုလုပ်ဖို့အမြဲတမ်းစဉ်းစားမိရဲ့ဆိုတဲ့အဓိပ္ပာယ်။သူ့နောက်ကတော့ verb ing လိုက်တယ်။နားလည်သွားအောင်ဥပမာလေးနဲ့ကြည့်လိုက်ရအောင်။ I always think about saving money ပတ်စံစုဖို့အမြဲလိုလိုစဉ်းစားမိတယ်။ saving money ကကြတော့ပတ်စံစု saving ကထိမ့်သိမ်းနေအာကယ်ဆယ်ရဲစုဆောင်းနေဒါရီက saving ပေါ့နော် SAV save ရဲ့ verb ing က SAV ing saving ပြီး money ပတ်စံစုလေ I always think about saving money ပတ်စံစုဖို့အမြဲတမ်းလိုလိုစဉ်းစားမိတယ်။ပြောချင်တဲ့သူကတော့စိတ်မဲစဉ်းစားနေတကယ်မစုပြဖူးပေါ့နော်ဒီလိုမျိုးပေါ့ okay နောက်ထပ်ဥပမာတစ်ခုကတော့ i always think about doing better ပိုကောင်းအောင်လုပ်ဖို့အမြဲလို့လို့စဉ်းစားမိတယ်။ doing ကကြတော့ do ရဲ့ verb ing doing လုပ်လုပ်တယ်။ okay better ကကြတော့ပိုကောင်း doing better ဆိုရင်ပိုကောင်းအောင်လုပ်တယ်။ I always think about နဲ့ပေါင်းလာကြတော့ပိုကောင်းအောင်လုပ်ဖို့အမြဲလို့လို့စဉ်းစားမိတယ်။ဒါပေမဲ့မလုပ်နိုင်သေးဘူးဒီလိုမျိုးပေါ့နော်။နောက်ထပ်ဥပမာတစ်ခုကကြတော့ I always think about cleaning my room ငါအခန်းကိုရှင်းဖို့အမြဲလိုလိုစဉ်းစားမိရဲ့ cleaning okay cleaning ကကြတော့ clean ရဲ့ verb ing cleaning ကတန်ရှင်းရေးလုပ်တယ်ပေါ့နော် my room ငါအခန်းငါအခန်းကိုတန်ရှင်းရေးလုပ်တယ် โอเคအရှိက I always think about နဲ့တွဲလိုက်ခါကျတော့ငါအခန်းကိုရှင်းဖို့တန်ရှင်းလုပ်ဖို့အများအားလို့လို့စဉ်းစားမိရဲဆိုတဲ့အတိတ်ပဲ I always think about cleaning my room ငါအခန်းကိုရှင်းဖို့အများအားလို့လို့စဉ်းစားမိရဲဒါပေမဲ့တကယ်တမ်းတော့မလုပ်ရသေးဘူးစဉ်းစားနေရမှရှိသေးရအဲဒီလိုမျိုးလေးပေါ့နော်အဲ့လိုမျိုးအများကြီးထပ်ပြီးတော့လည်းပြောလို့ရတဲ့ဥပမာဆိုလို့ရှင် I always think about uh learning Japanese ငါဂျပန်စာသင်ဖို့အများအားလို့လို့စဉ်းစားမိတယ် I always think about helping her သူမကိုကူညီဖို့အမြဲတမ်းလိုလိုစဉ်းစားမိတယ် okay အာနောက်ထပ် pattern တစ်ခုကတော့ how important is ပြီးရင်အနောက်ကလာမယ်ပေါ့နော်သူ့ရဲ့အထိပ္ပယ်ကတော့တစ်ခုခုကဘလောက်အရေးပါတလဲဆိုတဲ့အထိပ္ပယ်ပေါ့နော် important အရေးပါတာကိုဆိုတော့ဥပမာနဲ့ကြည့်အောင် how important is it to have a positive attitude အကောင်းမြင်စိတ်ရှိခြင်းကဘလောက်အရေးပါလဲ to have ကကြတော့ရှိတာ a positive attitude အကောင်းမြင်စိတ် positive ဆိုရင် account negative ဆိုရင်အဆိုးလေ attitude ကကြတော့ဒီလူရဲ့ဇယိုက်သဏ္ဍာန်ပေါ့ဒီလူရဲ့စိတ်နေစိတ်ထားပေါ့ကွာအ positive attitude ဆိုရင်ကောင်းမြင်စိတ် negative attitude ဆိုရင်အဆိုးမြင်စိတ် okay to have a positive attitude ဆိုလို့ရှိရင်အကောင်းမြင်ချက်အကောင်းမြင်စိတ်ရှိခြင်း Okay, how important is it နဲ့ပေါင်းလိုက်တာကြတော့အကောင့်မြင်စိတ်ရှိခြင်းကဘလောက်ရေးပါလဲဆိုတဲ့အထိပ်ပဲဒီမှာဆိုလို့ရှိရင်ကြည့်လိုက် have have က verb ပဲလေရှိသည်ဆိုတဲ့ verb okay အနောက်က verb လေးပေါင်းခြင်းနဲ့ have positive attitude ဆိုပြီးတော့ verb လေးပေါင်းခြင်းနဲ့ဆိုလို့ရှိရင် how important is it to okay is it to နဲ့တွားတယ်နောက်က verb လေးပေါင်းမယ်ဆိုရင်ဒါမှမဟုတ်လေကိုက how important is နဲ့ပဲပြောချင်တယ်ဆိုရင် how important is a positive attitude အကောင်းမြင်စိတ်ကဘလောက်အရေးပါလဲဒီလိုဖြစ်သွားမယ်နားလည်နော်အာနောက်ထပ်ဥပမာတစ်ခုကကြတော့ how important is it to get enough sleep လုံလောက်တဲ့အချိန်ရှိခြင်းကဘလောက်အရေးပါလဲ get ကကြတော့ရသည်ပေါ့နော် enough sleep ကကြတော့လုံလောက်တဲ့အိပ်စက်ခြင်းပေါ့ okay to get enough sleep ဆိုလို့ရှိရင်လုံလောက်တဲ့အိပ်စက်ချိန်ပေါ့နော်လုံလောက်တဲ့အိပ်ချိန်လုံလောက်တဲ့အိပ်စက်မှုရဖို့ဘလောက်အရေးပါလဲ okay how important is it to get enough sleep လုံလောက်တဲ့အိပ်ချိန်ချိန်ရင်ကဘလောက်အရေးပါလဲဒီမှာဆိုလဲကြည့် get ကကြတော့ verbly ဟုတ်တယ်နော် verb ကိုပုကတ်ပြီးလိုက်ခြင်းနဲ့ဆိုရင် how important is it to ပြီးရင် verb လာမယ် okay နောက်ထပ်ဥပမာတစ်ခုကိုကြည့်မယ် how important is time management အချိန်စီမံခန့်ခွဲခြင်းကဘလောက်အရေးပါလဲ time management ကအချိန်စီမံခန့်ခွဲခြင်း time ကအချိန် management စီမံခန့်ခွဲခြင်း time management ဆိုလို့ရှိရင်ဒီဒီဟာကြီးကနောင်ဖြစ်သွားပြီ verb မဟုတ်တော့ဘူးအဲ့ဆိုလို့ရှိရင်နော်ခုန example တွေနဲ့မတူဘဲနဲ့ it to ကိုထည့်စရာမလိုဘူးပေါ့နော် how important is time management ဆိုပြီးတော့ပဲတိုက်ရိုက်ပြောလိုက်လို့ရတယ်ဥပမာ ဒီဒုတိယဥပမာမှာဆိုလို့ရှိရင်လည်း how important is enough sleep လဲပြောချင်းပြောလို့ရတယ်ဒါပေမဲ့တိတ်ပြီးတော့နည်းနည်း grammar ရနည်းနည်းလေးလို့လို့ပေါ့နော် enough sleep လုံလောက်တဲ့အချိန်ကဘယ်လောက်ရေးပါလဲဒီလိုမျိုးပြောရင်လည်းအဲစကားအနေနဲ့တော့ပြောလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်တော့ how important is time management အချိန်စီမံခန့်ခွဲခြင်းကဘယ်လောက်ရေးပါလဲ okay နောက်တစ် pattern တစ်ခုကတော့ of what is ပြီးရင်အလဲအရတစ်ခုလာမယ် made သူရဲ့အထိပ္ပယ်ကတော့အတ္တကိုဘာနဲ့လုပ်ထားတာလဲဆိုတဲ့အထိပ္ပယ် okay of what is being လေကကိုပြောချင်တဲ့ဟာလာမယ် be made okay နားလည်အောင်ဥပမာနဲ့ကြည့်အောင် of what is this cake made ဒီကိမ့်မို့ဘာနဲ့လုပ်ထားတာလဲ this cake ကကြတော့ဒီကိမ့်မို့ of what is this cake made ဒီကိမ့်မို့ဘာနဲ့လုပ်ထားတာလဲနောက်ထပ်ဥပမာတစ်ခုကကြတော့ of what is the bracelet made ဒီလက်ကောက်ကိုဘာနဲ့လှုပ်ထားတာလဲပြောချင်တာကတော့ရွှေနဲ့လားငွေနဲ့လားကြေးနဲ့လားဒီလိုမျိုးပြောချင်တာပေါ့နော်အာသူ့ကိုလှုပ်ထားတဲ့အထက်ကအသုံးပြုထားတဲ့ပစ္စည်းပေါ့နော် material မေးချင်တဲ့အချိန်မှာဆိုရင်ဒီမေးခွန်းနဲ့မေးလို့ရတယ် of what is the bracelet made ဒီလက်ကောက်ကိုဘာနဲ့လှုပ်ထားတာလဲ okay နောက်ထပ်ဥပမာတစ်ခုကတော့ of what is this necklace made ဒီဆွဲကြိုးကိုဘာနဲ့လုပ်ထားတာလဲ necklace ကဆွဲကြိုးလေအာဒီဆွဲကြိုးကိုဘာနဲ့လုပ်ထားတာလဲသူ့ရဲ့သဘောကရွှေနဲ့လုပ်ထားတာလားငွေနဲ့လုပ်ထားတာလားအမ်ဒါမှမဟုတ် platinum နဲ့လုပ်ထားတာလားဒီလိုမျိုးမိကျင်တာပေါ့နော် of what is this necklace made ဒီဆွဲကြိုးကိုဘာနဲ့လုပ်ထားတာလဲနောက်ထပ် pattern လေးတစ်ခုကတော့ it was such a ပြီးရင် noun လာမယ်ပြီးလို့ရှင် that လေးလိုက်မယ်ပြီးရင်အနောက်ကတော့စာကြောင်းပေါ့နော် ူရဲ့အထိပ်ပဲကတော့ဘလောက်တောင်ဖြစ်လိုက်သလဲဆိုတော့ဘာဖြစ်သွားတယ်အဲဒီလိုပြောမှာပေါ့နော်ဒီ pattern လေးရဲ့ပုံစံကတော့နားလည်အောင်ဥပမာနဲ့ကြည့်မယ် It was such a big surprise that I couldn't believe it ဘလောက်တောင်အံ့ဩဖို့ကောင်းလဲဆိုတော့ငါယုံတော့မယုံနိုင်ဘူး Okay it was such a big surprise ဆိုလို့ရှိရင်ဘလောက်တောင်အံ့ဩဖို့ကောင်းလဲဆိုတော့ Okay big surprise ကကြတော့ အရန်ကိုကြီးမားတဲ့ surprise ကြီးပေါ့နော်အရန်ကိုကြီးမားတဲ့အံ့ဩမှုကြီးပေါ့ okay it was such a big surprise ဆိုလို့ရှင်အဲ့ဒါအရန်ကိုကြီးမားတဲ့အံ့ဩမှုကြီးပဲအံ့ဩမှုကြီးဖြစ်တယ်လဲဆိုတော့ i couldn't believe it ငါယုံတော့မယုံနိုင်ဘူး couldn't ကမလုံမလုံနိုင်ဘူးဆိုတဲ့အတိပဲ believe ကယုံကြည်တယ် i couldn't believe it ဆိုလို့ရှင်ငါယုံတော့မယုံနိုင်ဘူး it was such a big surprise that i couldn't believe it ဘလောက်တောင်အံ့ဩဖို့ကောင်းလဲဆိုတော့ငါယုံတော့မယုံနိုင်ဘူး နောက်ထပ်ဥပမာတစ်ခုကတော့ it was such a great movie that i watched it twice ဘလောက်ကောင်းတဲ့ရုပ်ရှင်လဲဆိုတော့ငါနှစ်ကြိမ်တောင်ကြည့်ခဲ့တယ် it was such a great movie ဆိုလို့ရှိရင် great ကကြတော့အရန်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ် movie ရရုပ်ရှင် okay noun ပေါ့နော်ဒီနှစ်ခုတွေက it was such a great movie ဆိုလို့ရှိရင်ဘလောက်တောင်ကောင်းတဲ့ရုပ်ရှင်လဲဆိုတော့ that i watched it twice ငါနှစ်ကြိမ်အောင်ကြည့်ခဲ့တယ် twice ကနှစ်ကြိမ်လေ i watched it twice လို့ရင်းငါနှစ်ကြိမ်ကြည့်ခဲ့တယ် it was such a great movie that i watched it twice အာဘလောက်တောင်ကောင်းတဲ့ရုပ်ရှင်လဲဆိုတော့ငါနှစ်ကြိမ်အောင်ကြည့်ခဲ့တယ်နောက်ထပ်ဥပမာတစ်ခုကကြတော့ it was such a funny joke that everyone loved ဘလောက်တောင်ရည်ရတဲ့ဟာတာလဲဆိုတော့လူတိုင်းရည်ခဲ့တယ် funny joke funny ကအရန်ရည်ရတယ်ရည်ရတယ်ပေါ့နော် joke ကဟာတာ funny joke ဆိုလို့ရှိရင်ရည်ရတဲ့ဟာတာ it was such a funny joke. So Plato that everyone loved. It was such a funny joke that everyone loved. Okay? Now to patently the kuaro. Would it be alright if be an ogasadam lame to a debia? Ara so yin a simbi ba the last or a debe. Would it be alright? Okay? Would it be alright? So I all. အဆင်ပြေလားဆိုတဲ့ဟာမျိုးပေါ့နော်ပြောမှန်ဆိုတော့ is it okay နဲ့တူတူပါပဲဒါမဲ့ဒါလေးကတော့တခြားအသုံးနှုန်းပေါ့ is it okay if နဲ့တူတူပဲအာဒါဆိုရင်အဆင်ပြေလားဆိုတဲ့အထိပဲနားလည်အောင်ဥပမာနဲ့ကြည့်မယ် would it be alright if i sat here ကျွန်တော်ဒီမှာထိုင်ရင်အဆင်ပြေလား sat က sit sit ရဲ့ verb 2ဘာဖြစ်လို့ verb 2သုံးတာလဲ request လောက်တာဖြစ်တဲ့ပြင်အရှိမ w o u l d word က verb 2မဟုတ်လို့ โอเคဒီမှာလဲ if i sat here ကျွန်တော်ဒီမှာထိုင်ရင် verb 2နဲ့ပဲသုံးရမယ်เนาะ would it be all right if i sat here ကျွန်တော်ဒီမှာထိုင်ရင်အဆင်ပြေပါသလားနောက်ထပ်ဥပမာတစ်ခုကကြတော့ would it be all right if i change the meeting time ကျွန်တော်အစည်းအဝေးချိန်ကိုပြောင်းရင်အဆင်ပြေလား change ကကြတော့ပြောင်းသည်လေဒီမှာဆိုရင်လဲ changed ed ထည့်ထားရဲဘာဖြစ်လို့လဲ verb 2သုံးရမယ်အရှိမလဲ verb 2ဖြစ်လို့ if i changed အာကျွန်တော်ပြောင်းရင် ဘာလို့ပြောမှလဲ the meeting time အစည်းအဝေးချိန်ကိုပြောင်းရင် would it be all right အဆင်ပြေပါသလားနောက်ထပ်ဥပမာတစ်ခွကျတော့ would it be all right if i called you later နောက်မှကျွန်တော်ဖုန်းဆက်သွယ်လိုက်ရင်အဆင်ပြေလား CLED called verb 2နဲ့သုံးရတယ် called you ဆိုလို့ရှိရင်အာမင်းကိုဖုန်းဆက်မယ် later နောက်နောက်မှ if i call you later ဆိုရင်နောက်မှကျွန်တော်ဖုန်းဆက်လိုက်ရင် would it be all right အဆင်ပြေပါသလားနားလည်မယ်နော် နောက်ဆုံး pattern လေးကကြတော့ it is the ပြီးရင် adjective လာမယ်ပြီးလို့ရှိရင်စာကြောင်းလေးလာမယ်အာပြီးရင် have ever ပြီးရင် verb 3လာမယ်နည်းနည်းလေးတော့ဒါလေးကနည်းနည်းလေးနည်းနည်းလေးပါပဲခက်လိမ့်မယ်ဒါပေမဲ့ example စာကြောင်းနဲ့ကြည့်ရင်လွယ်သွားမှာပါဒီ pattern လေးကတော့ it is there ပြီးရင် adjective လာမယ်ပြီးရင်အနောက်ကကိုပြောချင်တဲ့အကြောင်းအရာပေါ့နော်ပြီးရင် have ever okay have ever လာမယ်ပြီးရင် verb 3လာမယ်သူ့ရဲ့အထိပ္ပယ်ကတော့ ကျွန်တော်တခုခုဖူးသမျှထဲမှာဘာအဖြစ်ဆုံးပဲဆိုရဲဟာပြောရမယ်ဆိုတော့ကျွန်တော်ဖူးသမျှထဲမှာဒါကအကောင်းဆုံးပဲဘာညာကူကနားလည်အောင်ဥပမာနဲ့ကြည့်ရအောင် is the best meal i have ever eaten ကျွန်တော်စားဖူးသမျှအစားတောက်ထဲမှာစားဖူးသမျှထဲမှာဒီစားတောက်ကအကောင်းဆုံးပဲ is the best meal meal ကကြတော့ best meal ဆိုလို့ရှင်အကောင်းဆုံးအစားအသောက်ပေါ့နော် it is the best meal ဆိုလို့ရှင်ဒါအကောင်းဆုံးအစားအသောက်ပဲ i've ever eaten ကျွန်တော်စားဖူးသမျှထဲမှာ eaten ကကြတော့စားဖူး i've ever eaten ဆိုလို့ရှင်ကျွန်တော်စားဖူးသမျှဒီပေါ့နော် it is the best meal i've ever eaten စားဖူးသမျှထဲမှာဒီအစားအသောက်ကအကောင်းဆုံးပဲ okay ဒုတိယဥပမာကကြတော့ it is the most special gift i've ever gotten Siapa buat demi ayam? be most, most kata orang adjective be special gift, atau cahsong lasa. It is <laughs> the most special gift solution. Taka, atau cahsong akangsong lasa me. I've ever gotten. Siapa buat Okay, it is the most special gift I've ever gotten. Siapa buat demi ayam? Di lah sanga, atau be. ဒီအာဒီ pattern လေးကလည်းတေချာမှတ်ထားစေခြင်းနဲ့เนาะဒီ pattern လေးကတကယ်ကိုအတုံးဝင်နေတကယ်လည်းတုံးကြတယ်စကားရမှာလည်းတွေ့နေကြလူတွေရယ်လည်းအရန်ပြောကြတယ်အဲ့ဒီအတွက်ဒါလေးကိုလည်းမှတ်ထားစေခြင်းနဲ့နောက်ထပ်ဥပမာကြည့်မယ် is the hardest test i've ever taken ဖြေဘူးတမရတယ်မှာဒီဆောင်မေးပွဲ အခက်ဆုံးပဲ hardest hardest ကကြတော့အခက်ဆုံး test ကကြတော့ဆောင်မေးပွဲ it is the hardest test အခက်ဆုံးဆောင်မေးပွဲ I've ever taken ကျွန်တော်ယူဘူးတမရရင်မှာဖြေဘူးတမရရင်မှာဒီဆောင်မွေးအခက်ဆုံးမယ်လို့ပြောတာဒီမှာတော့တခုပြောချင်တာဒီမှာဆိုလို့ရှိရင် adjective ရှေ့မှာ it is there there ပါတယ် there ပါတဲ့အတွက်ဒီ adjective ကအာရိုးရိုးကျွန်တော်တို့တွေ့နေကြ positive adjective မဟုတ်ဘူး superlative adjective လို့ခေါ်တယ်ဥပမာဆိုရင်ကျွန်တော်တို့က hard harder hardest ခက်တယ်ပို၍ခက်ခဲတယ်အခက်ခဲဆုံး အာဒါ superlative adjective တွေပဲသုံးရမယ်ပေါ့နော်ဒီမှာ yoyo adjective သုံးလို့မရဥပမာ clever တော်တယ် cleverer ပို၍တော်တယ် cleverest အတော်ဆုံးဥပမာဆိုလို့ရှိရင်အာ it is လို့တော့ပြောလို့မရတခုပြောပြမယ်ပေါ့နော် he is the cleverest student i have ever met ငါတွေ့ဘူးသမျှတဲ့မှာ तू ကအတော်ဆုံးကျောင်းသားပဲ โอเค clever restaurant ဘာဖြစ်လို့လဲဆိုဖူးသမားထဲမှာဆိုပြီးတော့တွန်းလိုက်တာဖြစ်တဲ့အတွက် तू อ่ะအတော်ဆုံးအကောင်းဆုံးအမြင့်ဆုံးဒါမျိုးတွေပြောပြောရတာပေါ့เนาะဥပမာဆိုရင် it is the highest mountain i have ever climbed ငါတက်ဖူးသမားတောင်ထဲမှာဒီတောင်ကအမြင့်ဆုံးပဲโอเค it is the sweetest candy i have ever eaten သူဒါကငါစားဖူးသမားတကြားလုံးထဲမှာဒီကြားလုံးကအချိုဆုံးပဲဒါမျိုးတွေပြောလို့ရတယ် okay it is the cheapest dress i've ever bought အာငါဝယ်ဘူးတမရဲမှာဒီအင်ကြီးကဈေးအတန်ဆုံးပဲ okay ဒါမျိုးတွေကျမတို့ကဒီလိုမျိုးတွေအာ superlative adjective နဲ့သုံးပြရမယ် okay เนาะ โอเคဒါဆိုရင်ဒီနေ့လေ့လာခဲ့ရတာကတော့ speaking pattern အဆယ်မျိုးကိုလေ့လာခဲ့ရတာဖြစ်ပါတယ်ကျွန်မပြောနေကြအတိုင်းပဲဒီ speaking patterns လေးတွေကအာစာရေးတဲ့နေရာမှာရောစကားပြောတဲ့နေရာမှာရော အများကြီးထည့်သုံးလို့ရတဲ့ pattern လေးတွေဖြစ်တယ်အောက်က example စာကြောင်းတွေကိုမကူးဆိုရင်တော့ဘောက pattern လေးတွေကိုတော့ကူးထားစေချင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဘောကထည့်ပြောထည့်သုံးထည့်ရေးပြီးအခုကိုကျွန်မပြောသွားတဲ့ pattern တွေကိုသုံးပြီးတော့အောက်မှာစာကြောင်းလေးတွေရေးပေးလို့ရတယ်အာတချို့ဒီ video ကိုကြည့်ရှု ဲ့သူတွေလိလာတဲ့သူတွေဆိုရင်လည်းအရန်တော်တယ်ကျမမမက်ရကွန်မန့်ပိုင်ပိုင်ရှင်လေးတယောက်ပေါ့နော်ဆွေထက်ရှိုင်းလားမသိဘူးအဲ့ဒီကွန်မန့်ပိုင်ရှင်လေးဆိုရင်ဒီ speaking pattern ကြီးအောက်မှာကျမပြောသွားသမျှစာကြောင်း၁၀ကြောင်းလုံးကို तू ကသူ့စာကြောင်းသူ့ကိုယ်ပိုင်စာကြောင်းလေးတွေပြန်ရေးပြီးတော့အများနဲ့ကျမကိုစစ်ခိုင်းနေပေါ့နော်ကျမကလည်းတေချာစစ်ပေးဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဟို ဒီစာကြောင်းမျိုးတကယ်အသုံးချလိုက်ပြီးတော့တကယ်အသုံးပြုစေချင်တယ်ဒါမှစိတ်ထဲဆွဲသွားမယ်ဒါမှကိုယ်လည်းကြည်ရကြိုအချိန်ပေးရကြိုနတ်မယ်ဟုတ်တယ်နော်အဲဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ like comment share subscribe လေးလုပ်ခဲ့ပေးပါအောင်နော်အဲဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်အကုန်လုံးပဲတတ်တာ